ပါကရုံးတို့လိုဝါတဝါတို့လိုမစိုးရင်ဘိမလက်သေးတို့လိုဝေဒသူတို့လိုတကယ်ကိုမှပြည်သူကိုပြန်တက်ဖို့စေအနာရှင်စိမိတ်စာဘက်မှာရက်ပြီးတော့နေ့စဉ်နဲ့မြန်တက်ခိုင်းနေတဲ့ပုံကိုယ်တွေကိုယနေ့တန်ခါနိုင်ရကတွေကလည်းလိလိရှုပြီးတော့မသိကြအောင်ဆောင်နေကြတယ်တာရဏကောနိုင်ငံကောကစေအနာရှင်ရဲ့ယနေ့ပေါင်းစားနေကြတဲ့ဘုန်းကြီးတွေရဲ့နော်ဖက်ခွက်စားအမှုပညာတွေတွေရဲ့အကုန်လုံးပေါင်းပြီးတော့ဖြတ်နေကြတာဖြစ်တယ်အဲ့တော့ဦးဇင်းတို့အနေနဲ့ပြောချင်တာကတော့ဖြတ်တဲ့လူတွေကတော့ဖြတ်နေကြပြီ ယနေ့ပြည်သူတွေဘာလို့ကြမှာလဲတန်း20ကျော်ဟာငတ်မို့ခေါင်းပါနေကြပြီနော်ယနေ့ရေဆိုရင်နေကြပြီအိမ်မရှိတဲ့ဘဝတွေရောက်ကုန်ပြီဆရာနာခြင်းကလည်းဘုံတွေနဲ့ကျဲမိတွေရှုပ်နေအဲ့တော့တကယ်ခံနေရတဲ့ဘက်မှာခံနေရတာကိုမိမိတို့ကဆရာနာခြင်းလှည့်ထားတဲ့အတိုင်းနေနေကြတယ်ဟေးဆိုရင်မိမိတို့လောက်ကိုကျင်းစာတရားမဲ့တာရှိကြအောင်မလားဓမ္မမှန်တရားဘက်ကိုမရက်ပဲနဲ့ယနေ့ပြည်သူကိုနှိမ့်ဆက်နေမြင်သည့်အာရမတွေဘက်မှာသွားပြီးတော့တခင့်လိုကြစိမိတ်စာကောင်းကြီးရဲ့အလိုကြ သွားပြီးတော့နေရည်ဆိုရင်ဒါလူမှမဖြစ်မနေရှိရမယ်ကိုရင်းစာတရားပျောက်ပါတဲ့အတွက်ကြောင့်ခွေးထက်အောင်တန်းကြခြင်းလို့ခေါ်ပါတယ်ပြီးတော့ဆေရောမင်းတို့ညာဘုရားတက္ကသိုလ်ကိုပြန်လည်ဖိတ်ခေါ်ကြပါတယ်ဗျာဆေရောအနေနဲ့လည်းပဲနေကုန်းချုပ်ဆုံးသက်သကဝိုင်းကိုနာတတ်ပေးဖို့ဒီလိုရိုသေစာလျော်ထားပါတယ်ဗျာမှန်ပါဗျာကျေးဇူးများဤတင်ရှိပါတယ်ဗျာအားလုံးရှိမှာဤပြည့်စုံနဲ့ပြောကြားပေးထားတဲ့အတွက်ကြောင့်လည်းကျေးဇူးများစွာ တင်ပါတယ်ဒီနေ့ရွေးကောက်ပွဲရတော့အထူးလည်းပဲပြောကြမလို့တော့ပါအောင်အလုံးလေးရှိမှာပြည်ပြည်စုံစုံနဲ့ပြောကြပေးသွားကြပါပြီပြီတကယ်ရေးကြီးတာကတော့အလုံးမိမိတို့မြင်တွေ့နေကြတဲ့အတိုင်းပဲယနေ့ဘုန်းကြီးတွေကလည်းပဲစစ်အာဏာရှင်ရဲ့အလိုကြယနေ့ဒေါ်လာရေးတွေထဲမှာအားနေတော့အောင်တော့ဗာရာရေးတွေနဲ့ညီမျိုးစုံ ဗုဒ္ဓအလိုတော်ကြမဟုတ်တဲ့ကလိုက်ခုံလိုက်သွန်လိုက်တန်းလိုက်နဲ့တကယ်ရုပ်ပြည့်စင်ပြည့်တည်အများကြီးပဲဖြစ်နေပါတယ်အခုအနေနဲ့ရဲ့ရဲ့မှာလည်းပဲလောင်စာဝိုင်းနေမူရစီဝါတွေအရက်တွေမကောင်းတာတွေအကုန်လုံးခွင့်ပြုနေတယ်တကယ်တမ်းရေးဆိုလို့ရှိရင်ယနေ့ဘုန်းကြီး၄သိန်းကျော်ဟာတကယ်တာသူတို့ကိုယ့်လို့ကိုတိကြတဲ့ဟေ့ဆိုရင်ဒါရီယာလုံးဝမဖြစ်တဲ့အခြေအနေတွေကိုတားမြစ်ကြရမယ်ပြိပညာရမယ်ဗုဒ္ဓကလည်းပဲ လောင်ကစားရဲ့အပြစ်ဒီမူရစ်ဇေဝါးတွေဒါတွေဟာလုံးဝကောင်းတဲ့လက္ခဏာတွေမဟုတ်တဲ့တွေ့ကြောင့်ကိုကျင့်တိခါတွေထဲမှာကအစနော်ငါဘာတိလာတဲ့ဟေးဆိုလဲခြေကံဖောင်ဒေးရှင်းအနေနဲ့ထည့်ထားတာတို့တို့လည်းပဲဒါတွေကိုလုံးဝလိလူရှုပြီးတော့နေနေကြတယ်ဒီတဲ့ပုံဆိုးတာကတော့ပောက်ကရုံးတို့လိုဝါတဝါတို့လိုမစိုးရင်ဘိမလက်သေးတို့လိုဝေဒသူတို့လိုတကယ်ကိုမှပြည်သူကိုပြန်တက်ဖို့စစ်အာဏာရှင်စစ်မိတ်စာဘက်မှာရက်ပြီးတော့နေ့စဉ်နဲ့မြန်တတ်ခိုင်းနေတဲ့ပုံကိုယ်တွေကို ယနေ့တန်ခါနိုင်ကတွေကလည်းလိလိရှုပြီးတော့မသိကြအောင်ဆောင်နေကြတယ်။အာဟာတာရဏာကိုသူတွေဖြတ်နေတာလေလို့ပြောရင်သူတို့ကိုယ်တိုင်ဖြတ်နေတာရဏာကိုနိုင်ငံကောကဆရာနာရှင်ရဲ့ယနေ့ပေါင်းစားနေကြတဲ့ဘုန်းကြီးတွေရဲ့နော်ဖက်ခွက်စားအမှုပညာတွေတွေရဲ့အကုန်လုံးပေါင်းပြီးတော့ဖြတ်နေကြတာဖြစ်တယ်။အဲ့တော့ဦးဇင်းတို့အနေနဲ့ပြောချင်တာရကတော့ဖြတ်တဲ့လူတွေကတော့ဖြတ်နေကြပြီ။ယနေ့ဒီလူတွေဘာလို့ကြမှာလဲ။အဲ့တော့ဒီထဲမှာမိမိတို့ကိုယ်တိုင်ရောပါပြီးတော့ ပြက်ချင်လဲပြက်ပါစေလို့သွားရင်တော့တေးကြတယ်ဒီတဲ့ပုံမူပြီးတော့စိုးဝမှုတွေကဇာတို့လာကြမှာပဲကုလည်းလာနေပြီတန်း20ကျော်ဟာငတ်မို့ခေါင်းပါနေကြပြီနော်ယနေ့ရေဆိုရင်နေကြမြည်အိမ်မရှိတဲ့ဘဝတွေရောက်ကုန်ပြီဆရာနာခြင်းကလည်းဘုံတွေနဲ့ကျဲမိတွေရှုပ်နေအဲ့တော့တကယ်ခံနေရတဲ့ဘက်မှာခံနေရတာကိုမိမိတို့ကဆရာနာခြင်းလှည့်ထားတဲ့အတိုင်းနေနေကြတယ်ဟေးဆိုရင်မိမိတို့လောက်ကိုကျင်းစာတရားမဲ့တာရှိကြအောင်မလားနော်ဆရာနာခြင်းနဲ့ပေါင်းစားတဲ့အလုတ်ဟာ ပြန်စဉ်းစားကြည့်ပါနော်ကိုကိုကိုတော်လာပြီတက်လာပြီထင်းမနေပါနဲ့ဦးဇင်းတို့အမြဲတမ်းပြောတဲ့အတိုင်းပဲတခင်လိုကြအမိနဲ့ပြတာတော့ခွေးလဲလုတ်တတ်ပါလေနော်ခွေးရေဆိုရင်သူထမင်းကန်ခမင်းကြံကလေးစားဖို့အတွက်တခင်ကိုအမိနဲ့တခင်လိုတော့ကြတွားကြရတာဒါကတော့ရှင်းပါလေသူကတလိษံဖြစ်တဲ့အတွက်ကြောင့်သူတခင်လိုကြမှာစားရမှာဟုတ်မိမိတို့ကလည်း ြည်သူလူထုကိုမကြည်ပဲနဲ့ဓမ္မအမှန်တရားဘက်ကိုမယက်ပဲနဲ့ယနေ့ပြည်သူကိုနှိမ့်ဆက်နေမြန်တည်တဲ့အာရမတွေဘက်မှာသွားပြီးတော့တခင့်လူကြစိမိတ်စာကောင်းကြီးရဲ့အလိုကြသွားပြီးတော့နေရဟိဆိုရင်ဒါလူမှမဖြစ်မနေရှိရမယ်ကိုရင်းစာတရားပြောက်ပါတဲ့အတွက်ကြောင့်ခွေးထက်အောင်တန်းကြခြင်းလို့ခေါ်ပါတယ်အဲ့တော့ဟိုကတော့အမိပေါက်တဲ့ခွေးပေါ့ဒါတော့အမိမပေါက်ပင်မဲ့ဘုန်းကပြောခဲ့တဲ့တကယ်ကိုမှအောက်တန်းကြတဲ့အောက်တန်းစားခွေးစစ်စစ်ပါပဲနော် အကြောင်းမလို့မိမိတို့ကိုကိုမိမိတို့ပြန်ပြန်ပြီးတော့လဲစမ်းကြည့်ပါအောင်နော်အဲတော့ဆရာနာရှင်နဲ့ပေါင်းနေကြတဲ့မိတို့မစိုးဘုံကြီးဖြစ်စီဘက်ကွက်စားနုပညာတွေဖြစ်စီညနေကိုကိုကြီးတို့ဖြစ်စီတတ်တတ်ခိုင်တို့ဖြစ်စီပေါ့ဘယ်လိုကောင်မျိုးမစိုးပေါ့အကုန်လုံးပေါင်းနေကြတဲ့သူတွေဟာဘုရားပြေကလေးဓမ္မမှန်တရားကိုလိလူရှုညနေပြည်သူတွေခံစားနေရတဲ့ဘဝကိုလိလူရှုပြီးတော့ကိုရင်းစာတရားမဲ့စွာနဲ့မိမိတို့ရဲ့တရင်ကလေး နော်စားနေရရေးထမင်းကြံကလေးအယိုးလေးကပ်ရရေးအတွက်နဲ့အားလုံးကိုချနေနေတာဟာလုံးဝတင့်နေရတဲ့အလုံးမဟုတ်ပါဘူး။ဒါကြောင့်ယနေ့ဆရာနာရှင်လုံမဲ့ရွေးကောက်ပွဲရလေပဲဒီလိုမျိုးလူစုပ်လူယုံမာတွေပေါင်းစည်းပြီးတော့နေကြတဲ့တကယ်ကိုမှတတတ္တာထာဝရကျွန်ခံရေးဖြစ်တဲ့အတွက်ကြောင့်အားလုံးမိမိတို့ပြင်းပြင်းထန်ထန်နဲ့စန့်ကျင်နိုင်ကြပါစေလို့ကြိုကြရင်လည်းညီကုန်းချိုးလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ မမဗျာခုလိုနေကိုကြုံမိကြပေတဲ့ဆရာတော်မိတ္တညာပေါ်ရတဲ့ကုသိုလ်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာဒါအတူရောင်ယူကောက်ပွဲဟာတရားဝင်လူတောက်ခွင့်လိုင်းစင်ပေးဖို့အတွက်ဒါမှမဟုတ်လို့ရှင်တရားဝင်လူတောက်လူတောက်ခွင့်လိုင်းစင်ကိုမရမကဖန်တီးဖို့အတွက်တင်းအားရမလုတ်ကြံဖန်တီးထားတဲ့တွေ့ရောင်ယူကောက်ပွဲပါဒီမိုကရေစီကိုတည်ဆောက်နေတဲ့နိုင်ငံတိုင်းဟာယူကောက်ပွဲဟာလုတ်ကိုလုတ်ရမယ့်အရာတစ်ခုဖြစ်ပါတယ်သို့တော်လည်းပဲဒီနေ့ဦးသိန်းတို့တွေကဘာကြောင့်ဒီယူကောက်ပွဲကိုအတူရောင်ယူကောက်ပွဲကြီးကို စัจကျင်နေရတယ်ဆိုလို့ရှိရင်ရွက်ကောက်ပွဲကိုကျင့်ပပေးရမယ်လူထုကတင်မြောက်ထားတဲ့လူထုအစိုးရကဒါလေကျင့်ပပေးရမှာဖြစ်တယ်ဒီနေ့သမိတ်သာစေဘလူဖက်သစ်စစ်တပ်မရိတက်ကလူထုကတင်မြောက်ထားတဲ့လူထုခေါင်းဆောင်သမရာကြီးတွေနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တွေကိုထောင်ထဲအကျဉ်းချတရားထဲမှာမှဒီလိုမတရားအာဏာလုယူမှုတွေကိုစန့်ကျင်ထားတဲ့စန့်ကျင်နေကြတဲ့သူတွေကိုမတရားထောင်ထဲကျဉ်းချထားပြီးတော့မှပြုတ်လုတဲ့ မတရားတဲ့ရွေးကော်ပွဲပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဦးဇင်းတို့တွေဟာဝိုင်းဝန်းပြီးတော့စန့်ကျင်နေကြရတာဖြစ်ပါတယ်။ပြည်သူပေါ်မျက်နှာမူတဲ့ပြည်သူဘက်မှာရက်တီတဲ့နိုင်ငံတော်ရဲ့အုတ်မြစ်ဖြစ်တဲ့မျှတမှန်ကန်တဲ့ဖွဲ့စည်းပုံခြေကံခြေကံဥပဒေအောက်မှာ ကျင်းပမဲ့ရွေးကော်ပွဲမျိုးဆိုလို့ရှိရင်ဒါဟာအင်ပါမမုံမြတ်တဲ့မှန်ကန်တဲ့ရွေးကော်ပွဲမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီလိုရွေးကော်ပွဲမျိုးတွေမှသာလျှင်ဦးဇင်းတို့ပြည်သူပြည်သားတွေကဝိုင်းဝန်းပြီးတော့မှမဲပေးခြင်းဝန်းရံခြင်း ပူပေါင်းပါဝင်ခြင်းတွေပြုလုပ်ကြမှာပါဒီနေ့စစ်မိတ်သားစစ်ဘလူကျင်းပမဲ့ရွက်ကောက်ပွဲဟာဘယ်ကိုဥတည်နေသလဲဆိုတာဟုတ်တော့ကြည်ကြည်ညံကြည်ကြည်နဲ့နှလုံးသားနဲ့ခံစားပြီးတော့မှတွေးတောကြည့်လိုက်မယ်ဆိုလို့ရှိရင်မှန်ကန်တော့ဖြစ်ထွက်လာပါလိမ့်မယ်ဒါကြောင့်မတရားတဲ့ရွက်ကောက်ပွဲကိုအတင်းဖန်တီးပြည်သူလူထုတွေကနေမှအာဏာကို မတရားစုပ်ကန်တိတ်ပိုက်ထားတဲ့သူတွေဒီဒါဒီအာရမအပြုတ်အာရမအပြော အဲ့ဒါမှအကြံစီတွေလာနေဖြစ်ပါတယ်။ဒါကြောင့်ဓမ္မတရားထုံးကားဖို့အတွက်ဦးဇင်းတို့ဘာသာရေးခေါင်းဆောင်တွေဝန်းရံနေကြရတာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မကိုဘာသာတရားတွေနဲ့ဝန်းရံပြီးတော့မှတာယာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဦးဇင်းတို့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကဝိုင်းဝန်းပြီးတော့မှထူထောင်ကြရပါလိမ့်မယ်။ဒါကြောင့်ဓမ္မကိုပြပြောက်စေတဲ့အာရမကိုပုံမထွန်းကားစေတဲ့ မတရားတဲ့အတူယောင်ရွက်ကောက်ပွဲလူသက်တိုင်းနေပြီးမဲ့ရွက်ကောက်ပွဲကိုဦးသိန်းတို့တပီဝိုင်းဝန်းဖယ်ရှားပြီတော်မှာစัจကျင်ပြီတော်မှာဒီအာရမကိုမွေးမြူနေတဲ့အာရမကိုဖန်တီးနေတဲ့အာရမဝါဒီမိစ္ဆာတွေကိုဦးသိန်းတို့ဓမ္မကိုချစ်မြတ်လို့တဲ့ဓမ္မဝါဒီတွေကညီညီညွတ်ညွတ်နဲ့တွန့်လန့်ပါမှတာယာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဝိုင်းဝန်းထူထောင်နိုင်ကြပါမယ်လို့ပြောကြားရင်းနဲ့ဒီဆွေးနွေးပွဲတကွယ်ငုတ်ညီကိုကံပအဆုံးသတ်အပ်ပါတယ်